လုံးအားလုံးပဲမင်္ဂလာပါ Scary Time ရောက်ရှိလို့လာပါပြီ။တရေတစီပြလောကသားတွေအကြောင်းကိုစိတ်ဝင်စားဖို့ရတင်ဆက်ပေးနေတဲ့ page လေးပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလဲ horror fan တွေအတွက်တရေတစီပြလောကအကြောင်းကိုဘလူ၆ချောင်းဝယ်ရတင်ဆက်ပေးသွားမလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြအောင်နော်။ဒီကနေ့အတွက်တော့ admin C ကို ိုတွေ့ကြုံရတဲ့တရေတစီအเจ้าတွေကိုပေးပို့ထားတဲ့သူတွေထဲကနေပြီးတော့အเจ้าရလေးတစ်ခုကိုပြန်ပြီးတော့တင်ဆက်ပေးသွားပါမယ်။ကဲဒါဆိုစလိုက်ကြအောင်။ဒီဖြစ်ပျက်လေးကကျမကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတော့မဟုတ်ပါဘူး။ကျမအမေကြုံတွေ့ခဲ့ရတဲ့အဖြစ်ပျက်လေးပါ။ကျမအမေကခန့်ငငယ်ကနေတော်တော်ကြီးတဲ့အထိ တရေတစေဘရလောကသားတွေကို မကြာခဏမြင်တွေ့ရလေရှိပါတယ်။လိပ်ပြန်နူးလို့ပဲလားထူးခြားတဲ့အာယုံ ခံစားမှုကြောင့်လားတော့မသိပါဘူး။တရေတစေတွေကိုအမြဲလိုလိုမြင်တွေ့ရတာပါ။အမေကမြင်ုံတင်မကပါဘူး။ အချောက်ခံရတာပါတခါတလေတရေဝင်ပူးတဲ့အထိပါပဲကျမအမေတရေအချောက်ခံရတဲ့ပုံစံမျိုးဆိုကျမကြားဘူးသမျှတည်းမှာတော်တော်ကိုဆူဆူရွရကြီးတွေပါသူများနဲ့မတူပဲကြောက်လန့်စရာပုံစံကြီးတွေနဲ့အချောက်ခံတာမျိုးတွေကျမအခုပြောပြမယ့်အရာလေးကကျမတော်မမွေးသေးပါဘူးအမေကပြန်ပြောပြခဲ့တဲ့အဖြစ်ပြအမေကြုံဘူးသမျှတည်းမှာတော်တော်ဆူဆူရွရတရေချောက်ခံရတဲ့အဖြစ်ပြအချိန်တုန်းကကျမတို့မိသားစုကတာဂီတာမှာနေခဲ့တော့ငါပေါ့ အိမ်ကနှစ်ထပ်ပြင်အောင်အိမ်ကိုကြီးပါအဲ့ဒီအိမ်ကိုအမေကိုဝင်နေစီလာစီကြီးနဲ့ပဲပြောင်းနေကြအဲ့ချင်းအမေအသက်29ဝန်းကျင်လောက်ပေါ့ကျမရဲ့အကိုအမ3ယောက်ရဲ့ကျမအဖေရဲ့အဖိုးရဲ့အားလုံးပေါင်း9ယောက်နေကြပါတယ်အဲ့လိုနဲ့4ယောက်မြောက်ကလေးကိုအဲ့အိမ်မှာပဲမွေးခဲ့ကြတယ်စင်းယုံကနေအိမ်ကိုစင်ပီပီချင်းပဲတပတ်လုံးပဲရှိပါတယ်ညမှာအဖေက အလုံးညာဆိုင်ဆင်းရပါတယ်အိမ်မှာတော့အမေရဲ့ကလေးတအုပ်ရဲ့အဖိုးရဲ့ပဲအရှိကမ်းမှာက ကိုရဲ့ကလေးနှစ်ယောက်ရဲ့အိတ်ချပြီးအိတ်ခမ်းထဲမှာအမေရဲ့ကိုနှစ်အရွယ်ကျမအမရဲ့မွေးကင်းစကလေးလေးရဲ့အိတ်ချအဲ့လိုနဲ့ညတကောင်အားလုံးအိတ်မိုးကြတဲ့အချိန်ကျမတို့အမေရဲ့ဂဒင်နာကိုအမျိုးသမီးတယောက်ရောက်လာစပင်အရှိကြီးပါရချထားတယ်အစိမ်းရဝတ်စုံကိုကပုတ်ကယုတ်ဝတ်စင်ထားတယ် ီးတော့ညီဆွဆွအနတ်တချို့နဲ့ဖြူဖြော့ပြီးခဝါဝါအသားအရင်ပိန်လီတဲ့ခန္ဓာကိုယ်နဲ့ထူးခြားတာက ကောင်းဖီးပြီးတလန်းချင်းရှောက်လာတာသူဖီးနေတဲ့ကောင်းဖီးကလည်းအစင်းရောင်ပါပဲသူ့ရဲ့မျက်နာကို စပင်းအရှိကြီး တဝက်ကာထားပြီးတော့ကြံတဝက်ကနေမပေါတပေါကာထားတဲ့သပင်အရှိကြီးတွေကြားထဲကနေမြင်တွေ့နေရတဲ့သွေးမရှိတဲ့ပယိုးနယိုးတွေငေါထွက်နေတဲ့မျက်နာကြီးကခပ်ဖြော့ဖြော့မီးအောင်အောက်မှာခြောက်ချားစရာကြီးရုတ်တရက်အဲ့အမျိုးသမီးကမွေးကာစကလေးကိုလာဆွဲပါတယ် အမေတို့အိတ်တဲ့ပုံစံကကလေးကို ကျမအမကဖိမိမှာဆိုလို့အစွန်ဘက်မှာပဲတိတ်ပြီးတော့အမေကအလဲမှာကျမအမကဂျောင်ဘက်မှာအိတ်တာပါဒါနဲ့အဲ့အချင်းကိုနှစ်အရွယ်ကျမအမကရွတ်တည့်နိုးလာမကလည်းတရေမကကလေးကိုစွဲနေတာတွေ့ပြီးထန့်အော်ပါတော့တယ်ပါဇက်ကလည်းအော်အမေကိုလည်းအတင်းကန့်ကြောက်နိုးတော့အမေကပါနိုးလာတယ်ဒါနဲ့တရေမကကလေးကိုစွဲနေတာအမေကပါမြင်လိုက်ရတာပါ အမေကလည်းလမ်းပြပြီးကလေးကိုပြန်လို့ပါငါကလေးကိုလာမခေါ်နဲ့တွားတွားဆိုပြီးလက်တစ်ဖက်ကကလေးကိုဆွဲထားရင်နောက်လက်တစ်ဖက်ကလည်းတယဲမကိုတွန်းထုတ်ရိုက်ပုတ်နေတာပါအမေကတယဲမကိုရိုက်မိပါလေအမေပြန်ပြောတာကတော့ပြုတ်စစ်စစ်ရုံရင်းဆန်ခတ်ဖြစ်ရင်တယဲမကငါကလေးပေးစမ်းဆိုပြီးအမေကိုပြန်ရိုက်ပါတယ် ကန်ကောင်းထောက်မှဆိုအမေကရှောင်းလိုက်နိုင်ပါအမေပြောတာတော့တယဲမကတအမေကိုပြန်ရိုက်မိအဲ့ရိုက်မိတဲ့နေရာပုတ်သွားမှာတဲ့အဲ့ဒါနဲ့ပဲစွစွညံ့ညံ့အတန်တွေကြောင့်အိမ်ရှိမှအိမ်နေတဲ့အဖိုးတို့ကနိုးသွားပြီးပြေးလာပါတော့တယ်အဲ့အချိန်ကျမှတယဲမကအိမ်အောက်ပြေးဆင်းသွားတယ်သူပြေးဆင်းတဲ့အချိန်ကအတော်လေးမြန်တာပါလေးအချိန်လိုပဲတဲ့အမေတို့အဲ့ဒီအိမ်ကိုပြောင်းပြောင်းပြီးချင်းပထမဆုံးကြုံတွေ့ခဲ့ရတဲ့၆လမှုနောက်မှပြန်တီးရတာက အဲ့ဒီအိမ်မှာကလေးမမွေးနိုင်ပဲဆုံးသွားတဲ့ကိုဝင်တဲ့အမျိုးသမီးတယောက်ကမကြွလွတ်ဖဲနဲ့ပြောင်းလာသမျှကို၆လှန့်လှည့်နေရပါတဲ့ဘသူမှမနေရဲလို့အိမ်ကိုဒီအတိုင်းတော့ပိတ်ထားတာပါတဲ့